နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတိုင်ဂန်ဂေါမျိုးနယ်ကတတိပုဂ္ဂလပြည်သူ့လွှတ်တော်အမတ်လောင်းစစ်ဘုံပြုတ် တန်ဝင်းသိဆုံးသွားတဲ့အတွက်ဂျမ်ဖို့ပါတီအမတ်လောင်းကပြန်စရာမလိုတော့ဘဲနဲ့ပြန်မဲမရှိအနာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့မှာဂျမ်ဖတ်စစ်ခွေးတပ်ကပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲမှာဂံကောမျိုးနယ်ကဝေရောက်ရှင်ပြိုင်မယ်တတိပုဂ္ဂလပြည်သူ့လွှတ်တော်အမတ်လောင်းစစ်ဘုံပြုတ်တန်ဝင်းဟာနှလုံးသွေးတို့စည်းစိုးယောဂများကိုခံစားရပြီးတော့ပြည်သူတွေပေးပို့တဲ့မြစ်တာတွေကြောင့်ဂျမ်မာရေးဖောက်ပြန်ပြီးတော့သိဆုံးသွားတယ်လို့သိရပါတယ်။အခုလိုသိဆုံးသွားတဲ့အတွက်ဂျမ်ဖို့ပါတီကပြည်သူ့လွှတ်တော်အမတ်လောင်း ။ဤဖြူလွင်ဟာပြိုင်းစရာလူမရှိတော့တဲ့အတွက်အလိုလိုအနိုင်ရရှိသွားခြင်းဖြစ်တယ်လို့သိရပါဗါး။သူကစစ်ခွေးတက်ကအကျင့်ပြတ်ခြားစားမှုနဲ့ပြုတ်လာတာ။အာနာမသိငင်ကတော့ NLG နဲ့ဆက်ကျင်ပတ်ပေါ့။ကျန်းဖို့ပါတီဝင်လဲလှုပ်ခဲ့တယ်။အာနာသိပြီးတော့လဲစစ်တပ်ထဲနဲ့အများရအဝေးထွက်လုပြီးတော့စစ်တပ်အတွက် lobby လုပ်ပေးနေတာ။ KP တို့ Wave ပေးတို့ကိုစုံစမ်းပြီးတော့ PDF ထောက်ဖို့လုပ်တယ်ဆိုပြီးစစ်တပ်ကိုဖမ်းခိုင်းတာတွေရှိတယ်လို့ယောလင်းနဲ့ကကိုရောင်လီကတရင်ပေးဖို့ပြောကြားထားပါလေမသာပေါ်သွားတဲ့တတိပုဂ္ဂလအမန်လောင်တန်းဝင်းဟာ စစ်ခွေးတပ်ကစစ်ဘိုလ်အဆင့်နဲ့ထုတ်ပယ်ခြင်းခံရသူဖြစ်ပြီးတော့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်လူဝေဥတော်လိုင်းရေးပါဝင်လှူရှားသူများတော်လိုင်းတပ်ဖွဲ့ဝင်များရဲ့တရင်အချက်အလက်များကိုစစ်တပ်ထံကိုစုံစမ်းပေးဖို့နေသူလည်းဖြစ်တယ်လို့သိရပါတယ်။၎င်းဟာညာညွန့်နယ်ကိုင်းတော်မှာကြေးရွာဇာတိဖြစ်ပြီးတော့လက်ရှိမှာဂံကောမြို့အမတ်တရေပုတ်ရက်ကွက်မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ကံကောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားက၎င်းရဲ့ပြိုင်ဘက်ဟာကျပ်ဖို့ပါတီက ဣခူလွင်ဖြစ်တယ်လို့သိရပါတယ်။မလားတူပဲကျပ်ဖို့ပါတီကဂံကောမြို့နယ်မကွေးတိုင်းဒေသကြီးလွတ်တော်ကိုစလေလောက်အဖြစ်နဲ့ဝေရောက်ရှင်တိုင်းနဲ့ဇော်ထိုးဆိုတဲ့မသားဟာလဲကံမမရှိအနိုင်ရထားသူဖြစ်တယ်လို့သိရပါတယ်။ဂံကောမြို့နယ်ဟာစေခွေတက်ကပြုတ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးတော့လာမယ့်2026ခုနှစ်ဇန်နဝါရီလ17မှာကျင်းပပြုတ်လုံးမှာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။